အမေရိကန်အစိုးရဟာတရားဝင်ပိတ်သိမ်းလိုက်ပြီဖြစ်တယ်။အီဒီမှာနှစ်ပေါင်း9နှစ်နှီးပါအတွင်းပထမဆုံးအကြိမ်ပိတ်သိမ်းမှုဖြစ်ပါတယ်။အကြောင်းရင်းကတော့ကွန်ကရစ်တော်မှာအုပ်စုဖွဲ့မှု꽌ပြပြီးရန်ပုံငွေနဲ့ပတ်သက်ပြီးသဘောတူညီမှုမရရှိနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ထို့ကြောင့်အစိုးရဟာလက်ပတ်ရန်အတွက်ငွေချင်းမရှိတော့ပါ။အီအချင်းတွေကနောက်ထပ်ဖြစ်ပေါ်လာမယ့်အရာများပတ်သက်၍မတိကျမြေယာမှုများကိုဖန်တီးပေးပါတယ်။တမရထန့်ကတေကောင်ရအချင်းကနတ်ချင်းမတိုင်မီနိုင်ရအနိုင်ငယ်လိုမှာ မြေသူမြအစိုးရပိတ်သိမ်းမှုကိုမလိုလားကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့သူကဒီမိုကရက်တစ်အနေနဲ့ Republican များအကြားသဘောတူညီချက်တစ်ခုကိုမဖြစ်ပေါ်စေနိုင်ခဲ့ပဲ Congress ကောင်းဆောင်များနဲ့အချိန်ပေါင်းများစွာတွေ့ဆုံပြီးနောက်မှာဖြစ်တယ်။ Trump ကဤလိုပြောကြားခဲ့ပါတယ်။သူတို့ကအစိုးရကိုပိတ်သိမ်းနေကြတယ်။ကျွန်တော်တို့ကပိတ်သိမ်းခြင်းမဟုတ်ပါဘူး။ကျွန်တော်တို့ဟာပိတ်သိမ်းမှုကိုမလိုလားပါဘူး။အကြောင်းမှာဤဒီကအကောင်းဆုံးအချိန်ဖြစ်တယ်။ကျွန်တော်တို့မှာ၁၈ ်ထရီလီယံဒေါ်လာရင်းနှီးမြှုပ်နှံမှုရှိတယ်လို့ကျွန်တော်တို့ပြောခဲ့ပြီဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ဟာပိတ်သိမ်းမှုကိုလိုလားသူများမဟုတ်ပါဘူး။သို့တော့အကယ်၍ပိတ်သိမ်းမှုဖြစ်ပေါ်ပါကကျွန်တော်တို့ဟာပိတ်သိမ်းမှုအတွင်းပြန်လည်ပြင်ဆင်ရမရသောအရာတွေကိုလှုပ်ဆောင်နိုင်တဲ့အရာတွေဟာသူတို့ကိုနာကျင်စေမှာဖြစ်တယ်။ကျွန်တော်တို့ဟာလူပုဂ္ဂိုလ်များစွာကိုဖယ်ရှားနိုင်တယ်။၎င်းတို့လိုလားတဲ့ပရိုဂရမ်တွေကိုဖျက်တောက်နိုင်တယ်။၎င်းတို့လိုအပ်သောအရာတွေကိုဖျက်တောက်နိုင်တယ်။ ဒီကညင်းပွားမှုမှာကျမ်းမာရေးဆော့ဆော့မှုနဲ့ပတ်သက်ပါတယ်ဤတဘုံကတည်းဟာထောက်ပံ့ကြေးတွေနဲ့အကွန်ဆော့ပြမှုများကိုတိုးချက်လိုကြပါတယ်၎င်းတို့ကဤအရာတွေဟာအမကန်ကုန်ကြစစ်မြင့်တက်နေတဲ့အမေရိကန်တန်ပေါင်းများစွာအတွက်အလွန်အရေးကြီးတယ်လို့ဆိုတယ်ဒီမိုကရက်တွေရာ affordable care at all မှာကျန်းမာရေးထောက်ပံ့ကြေးတွေကိုပုံမထက်သွင်းပြီး Medicaid အတွက်ရခင်ဖြတ်တောက်မှုတွေကိုပြန်လည်ပြင်ဆင်ပေးမယ့်အသုံးစရဥပဒေကိုလိုလားပါတယ်ဒီမိုကရက်တွေဟာဤလိုပြောကြားခဲ့ပါတယ် ျွန်တော်ကအသိရှိပါတယ်ကျွန်တော်တို့ကဆန္ဒရှိပါတယ်ကျွန်တော်တို့ဟာအတူတကွဆစ်ရှက်ရန်လမ်းကြောင်းတစ်ခုကိုစာဖွေနိုင်တယ်ကျွန်တော်တို့ကအမေရိကန်ပြည်သူတွေရဲ့ကျမကြီးလုံချုံရင်နဲ့စီးပွားရေးကိုကူညီပေးတဲ့နိလန်းနဲ့အစိုးရကရန်ပုံငွေထောက်ပံ့လိုတယ်ဒါပေမဲ့ကျွန်တော်တို့ကပြည်သူတွေအတွက်ကျမကြီးဆွဆောင်မှုကိုဖျက်ဆီးတဲ့ Republican အသုံးစိတ်ဥပဒေကိုထောက်ခံမှာမဟုတ်ပါဘူးယခုလည်းမဟုတ်ဘူးဘယ်တော့မှလည်းထောက်ခံမှာမဟုတ်ပါဘူး တခြားတစ်ဖက်မှာ Republican တွေဟာရေတိုအစီအမံတစ်ခုကိုတင်သွင်းခဲ့ပါတယ်။၎င်းကအစိုးရကိုခုနှစ်ပတ်ကြာဆက်လက်လက်ပစင်မှာဖြစ်တယ်။ဒါပေမဲ့ Democrat နဲ့ Republican ဥပဒေများနှစ်ခုစလုံးမအောင်မြင်ခဲ့ပါဘူး။ထို့ကြောင့်အစိုးရကအောင်ရန်ပုံငွေမရှိဘဲကြံကြည့်ခဲ့မှာဖြစ်တယ်။ Republican တွေက Medicaid ဖြတ်တောက်မှုများနဲ့ပတ်သက်၍ဆွေးနွေးမှုများကိုပြန်လည်ဖွင့်လှစ်ရန်ညှင်းဆိုခဲ့ပါတယ်။သူတို့ကသမ္မတအားဆော့မပေးရန်လည်းပြောကြားခဲ့ပါတယ်။ Republican တွေကဤသို့ပြောကြားခဲ့ပါတယ်။ အလုတောအစိုးရကိုနိုဝင်ဘာ27ရက်အထိရပုံငွေထောက်ပံ့ရန်တန်းစင်ပြီးတရားမျှတတဲ့ပါတီမလိုက်တော့ဖြတ်ဆုံးဖြတ်ချက်တစ်ခုကိုအတည်ပြုခဲ့တယ်။တမန်တော်ဟာ၎င်းကိုလက်မရည်ထိုးဖို့အသင်ရှိတယ်။ဒါပေမဲ့အထက်လွတ်တော်ဒီမိုကရက်တွေက၎င်းကိုပိတ်ဆို့နေတယ်။ဆိုရပိတ်သိမ်းမှုစတင်နေတဲ့တပြိုင်နက်နှစ်ဖက်စလုံးကတစ်ဖက်ကိုတစ်ဖက်အပြစ်တင်ခဲ့ကြပါတယ်။ဒီမိုကရက်တွေကပြည်ပပြည်ခံတွေဟာအုတ်ချုပ်ရေးမှမအောင်မြင်ကြောင်းပြောကြားခဲ့ပါတယ်။ဒုတမန်တော်ဟော ကမလာဟယ်ရီကရီပပ်ဘလစ်ကန်တွေဟာဝိုက်ဟောက်စ်အလုပ်တော်နဲ့အထက်လွှတ်တော်ကိုထိန်းချုပ်ထားတဲ့အတွက်ကြောင့်၎င်းတို့ကအပြည့်အဝတာဝန်ရှိတယ်လို့ဆိုခဲ့ပါတယ်။ဒီမိုကရက်အထက်လွှတ်တော်အမခရစ်စတင်ဂျီလီဘရန်ကရီပပ်ဘလစ်ကန်များအားဘီလျံနာများထက်အမေရိကန်မိသားစုတွေကိုဦးစားပေးရန်ပြောကြားခဲ့ပါတယ်။ရီပပ်ဘလစ်ကန်တွေကဒီမိုကရက်တွေကိုအပြစ်တင်ခဲ့ပါတယ်။အလုပ်တော်ဥက္ကဋ္ဌမိုက်ဂျိုဆင်ကဒီမိုကရက်တွေဟာအစိုးရကိုပိတ်သိမ်းရန်မဲပေးခဲ့ကြတယ်လို့ဆိုခဲ့တယ်။ ။ဤဒီမှာ1989ခုနှစ်မှာစတင်က27ကြိမ်မြောက်ပိတ်သိမ်းမှုဖြစ်တယ်။ဒါပေမဲ့ဒီဒီကြိမ်ကအခြားအကြိမ်များစွာထက်ပိုမိုဆိုးဝါးနိုင်ပါတယ်။ short term ပြုလုပ်ရန်လက္ခဏာတွေလည်းမရှိပါဘူး။နောက်ဆုံးပိတ်သိမ်းမှုဟာ2018နောက်ပိုင်းမှာဖြစ်ခဲ့ပြီး35ရက်ကြာခဲ့ပါတယ်၎င်းကအရှိကြဆုံးဖြစ်ပြီး Federal ဝန်ထမ်းများစွာဟာစားစားဘဏ်တွေကိုတော်ရောက်ခဲ့ရပါတယ်အချို့ကကလေးထင်းစိတ်နဲ့တက်စီပူမပြနိုင်တဲ့ကြောင့်အိမ်တွင်ဖြားနာခဲ့ရတယ်အရေးကြီးတဲ့ ဝန်ဆောင်မှုတွေအရောဆိုးဝါးစွာထိခိုက်ခဲ့ပါတယ်။ယခုဤအစိုးရပေးတဲ့မှုအစ်တမှာဖက်ဒရယ်ဝန်ထမ်းဥယျာဉ်9500ခန့်ဟာအလုံးမရနိုင်ရန်ရင်ဆိုင်ရမှာဖြစ်တဲ့လေစိတ်လုံခြုံရေးဝန်ထမ်းတွေလေကြောင်းထိန်းချုပ်သူများ ICE agent များနဲ့အမေရိကန်မျိုးများအတွင် ဖြန့်ကျက်ထားတဲ့စစ်သားများကဲ့သို့မရှိမဖြစ်လိုအပ်သောဝန်ထမ်းများသည်ဆက်လက်အလုပ်လုပ်ရမှာဖြစ်တဲ့ဒါပေမဲ့၎င်းတို့ဟာလဆာရမှာမဟုတ်ပါဘူး။ အကယ်၍ပိတ်သိမ်းမှုဟာကြာရှည်ပါကစီးပွားရေးထိခိုက်မှုခံရမှာဖြစ်တဲ့မိသားစုများဟာရုန်းကန်ရမှာဖြစ်ပြီးဝန်ဆောင်မှုများဟာရပ်တန့်မှာဖြစ်ပြီးနိုင်ငံကြီးဟာပို၍ပင်ကွဲပြားလာမှာဖြစ်တဲ့ဈေးကွက်တွေဟာတရောက်မှုအတွက်ပြင်ဆင်နေပြီဖြစ်တဲ့အမေရိကန်တပ်ဖွဲ့များစွာဟာလက်ဆောင်မရှိဘဲမြေများကြာရှည်နေရမှာကိုစိုးရိမ်နေကြပါတယ်။ယခုအခါကြီးမားတဲ့မိန်းကုံးတစ်ခုကတော့ဤပိတ်သိမ်းမှုဟာတစုံတစ်ခုကသဘောတူညီချက်တစ်ခုမပြုတ်လို့မီမြေများပြည့်စုံမှုဖြစ်ပေါ်လာမလဲ